မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ပြည်မြို့နယ်ဝေါ်လီဘူဟာကုန်းနယ်ထီတဲလေစခန်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ခွေးတပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မှာတိုက်ပွဲများဖြစ်ပွားနေတဲ့အပြင်စစ်တပ်ရဲ့ YAK 130လေယာဉ်က ဘုံအလုံးရေ90ထက်မနည်းကျဲချသွားတယ်လို့ပြောပါတယ်။ဝေါ်လီဗျူဟာစခန်းကစစ်သားအယောက်20ဝန်းကျင်ဟာလည်းထွက်ပြေးသွားပြီးတော့တိုက်ပွဲဟာလည်းပြင်းထန်နေကြောင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းပေးဖို့ပြောကြားထားပါတယ်။ဩဂတ်စ်လ9ရက်နေ့နဲ့6ရက်နေ့တွေမှာဝေါ်လီဗျူဟာဂုံးက စစ်ခွေးအကောင်20လောက်ကစခန်းကနေထွက်ပြေးသွားပြီးတော့စစ်တပ်ကလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်စစ်တပ်ကပြန်လည်ဖမ်းဆီးရမိသူများရှိတယ်လို့ KNL ထံမှအလင်းဝင်ရောက်လာသူများလည်းရှိတယ်လို့ပြောပါတယ်ပြန်လည်ဖမ်းဆီးရမိသူအရေးအတွက်နဲ့အလင်းဝင်လာသူအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်ဩဂတ်လ၄ရက်နေ့၅ရက်နေ့နဲ့၆ရက်နေ့ဒီမှာလဲဝေါ်လီဗျူဟာကုန်းအနီးကို KNL တပ်ဖွဲ့ဝင်များရောက်ရှိလာတဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ခွေးတပ်ဘက်က drone များကလိုက်လံထောက်လန်းကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ဒေါ်လာရဲ့ရဲဘော်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။ဝေါ်လီဗျူဟာဂုံးကစစ်ခွေးအယောက်20လောက်ထွက်ပြေးသွားတယ်။စစ်တပ်ဘက်ကလိုက်လံဖမ်းဆီးတော့တချို့ပြန်အဖမ်းခံလိုက်ရပြီး KNL ဘက်ကိုအလင်းဝင်တာတွေလည်းရှိတယ်။ ်အရေးအတွက်ကိုတော့အတိအကျအတိမပြုတ်နိုင်သေးဘူးဝေါ်လီဘူဟာဂုံနာကိုလည်း KNL အဖွဲ့တွေတွားရောက်ချင်းကတ်တာတွေရှိလို့ပြစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်လက်နက်ကြီးမှန်ပြီး KNL ဘက်ကထိခိုက်တာတွေရှိတယ်စစ်တပ်ဘက်ကဘုံကျဲတိုက်ခိုက်တာတွေလည်းရှိတယ်လို့ဒေတာတွင်ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်မြန်မာဘက်အချမ်းမှာတိုက်ပွဲများဖြစ်ပွားနေခြင်းနဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုများကြောင့်ထိုင်းစစ်တပ်ကနိုင်နိုင်ငံနယ်စပ်တလျှောက်မှာလုံခြုံရေးများကိုတင်းတင်းကြပ်ကြပ်ချထားတယ်လို့သိရပါဗါဒဝေါ်လီစစ်တပ်စခန်းကို KNLA ဥဆောင်တဲ့တော်လိုင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခြင်းဒရုန်းများနဲ့ပုံကျဲခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းတို့ကြောင့်ဒေသခံပြည်သူအယောက်200ဝန်းကျင်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဒုက္ခသည်များကိုထိုင်းအာဏာပိုင်များကကူညီကယ်ဆယ်ရေးလှုပ်ဆောင်ထားကြောင်းထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်စပ်တလျှောက်မှာစစ်ခွေးတိုက်ရဲ့ဝေါ်လီဗျူဟာဂုံးနဲ့ဒီတဲလေစစ်တပ်စခန်းနှစ်ခုသာကြန့်ရှိပြီးမြေပြင်စစ်ကူပေးဖို့နိုင်ခြင်းမရှိတော့ဘူးလို့သိရပါတယ် အခုနှစ်မက်လာကစတင်ပြီးတော့ KNU KNL လေးပူးပေါင်းတပ်များကထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့တပ်စခန်းများကိုတိုက်ခတ်ခဲ့ပြီးတော့ဘူလူတူခလဲ့ဒေးတခေါ်ပြီးခွေမော်ဖားသူစခန်းတာလဲစခန်းများမေလဗလဲတူမော်ခီဘီရင်အောင်စခန်းကိုကနဲလေးစခန်းနဲ့ရွှေအင်းမြိုင်တပ်စခန်းသေဘောဘိုးစခန်းဒီကေဘလဲစခန်းဥက္ကဋ္ဌစခန်းတို့ကိုဇက်တိုက်သိမ့်ပိုက်ရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်ကြောက်ထုတ်တိုင်းနယ်ကံကြီးကျေးရွာအတွင်းကိုစစ်ခွေးတပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တလုံးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ9ရက်နေ့မနက်7:45မိနစ်အချိန်ကြောက်ထုတ်တိုင်းနယ်ဟန်တာဝရီအုပ်စုကံကြီးကျေးရွာအတွင်းကိုကြောက်ထုတ်မြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်368တိုင်ရင်အတွင်းကနေတက်လာတဲ့ drone တစ်စီးနဲ့ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူတအူလေပင်ရှက်ထိမစိုးရင်ကဒဏ်ရာရရှိကနေအိမ်တလုံးပြက်စီးသွားတယ်လို့သိရပါဗါတယ်တိုက်ပွဲမဖြစ်ဘဲနဲ့ကိုကျဲချသွားတာပါဘုံဒီကတလုံးနဲ့ပဲဒါပေမဲ့တော်တော်အားပြင်းတယ် နေအိမ်လုံးဝပျက်စီးသွားတယ်ခြံထဲမှာပေါင်းရှင်းနေတဲ့ပြည်သူတို့ဘုံစာရှက်ထိပြီးတော့ဒဏ်ရာရသွားပါတယ်နောက်ထပ်ကြဲချတာမျိုးတော့မရှိဘူးလို့ရော်လင်းနန်းကကိုအောင်ကြီးကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတက်ကဘာတိုက်ပွဲမှမရှိဘဲနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားကဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ကြောင့်ကြောက်ထုမျိုးနဲ့အနီးတဝိုင်းမှာရှိတဲ့ခြေရွာနေပြည်သူများအနေနဲ့လုံခြုံရေးအသည့်သတိနဲ့နေထိုင်ပေးကြပါရန်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကူတိုင်းညောင်လေးပင်မြို့မှာကြောင်းသားဖြစ်တဲ့သူကဆရာဖြစ်သူကိုလိန်လေခေါ်ဆောင်ပြီးတော့ဓားနဲ့ထိုးတက်ခဲ့ပြီးဆိုင်ကယ်နဲ့ဖုန်းကိုလူယူခဲ့တဲ့တရက်ခန်းကိုဩဂတ်စ6ရက်နေ့မှာဖမ်းဆီးရမိပြီးတော့စစ်ဆေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ30ရက်နေ့ကတပည့်ဟောင်းဖြစ်သူအသက်19နှစ်အရွယ်ကောင်လေးက ကျူရှင်ကိစ္စရှိလို့ဆိုပြီးတော့ဖုန်းဆက်ခေါ်ခဲ့လို့ဆရာဖြစ်တဲ့သူကစိုင်းကယ်နဲ့သူ့တပည့်ခေါ်တဲ့နေရာကိုသွားခဲ့ရာကနေအသက်ခံလိုက်ရတယ်လို့သိရပါဗျ။ကျူရှင်ကိစ္စပြောစရာရှိလို့ဆိုပြီးတော့လှမ်းခေါ်တာ သူတို့ဘက်ကခေါ်လို့ဆိုပြီးတော့သူကစိုင်းကယ်နဲ့ထွက်သွားပြီးတော့ပြန်မလာလို့ဆိုပြီးလိုက်ရှာကြရကနေအလောင်းကိုတွေ့တာပဲဓာတ်နဲ့ထိုးတတ်တာဒဏ်ရာတွေနဲ့တွေ့ခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။တေဆုံးသူဟာညောင်လေးပင်မျိုးမြို့မလေးကန်တာယာလမ်းမှာနေထိုင်နေအသက်42နှစ်အရွယ်ရှိတဲ့ကျူရှင်ဆရာကိုပြေဖြိုးအောင်ခေါ်ဆရာမှန်လေးဖြစ်ပြီးတော့တတ်ဖြတ်တဲ့သူကတော့သူ့ရဲ့တပည့်ဟောင်းဖြစ်သူအသက်16နှစ်အရွယ်ကောင်လေးတယောက်ဖြစ်တယ်လို့သိရပါတယ်။ဖုန်းပတ်စံနဲ့စိုင်းကယ်ကိုယူပြီးတော့လူပါတက်ပြက်တာ ူဆရာကိုပြန်တက်လိုက်တာအသက်က16နှစ်ပဲရှိသေးတယ်။ဘာရီများလူလို့အခုလိုလောက်တာလဲတော့မသိဘူး။ဒါပေမဲ့ကြောက်ဆရာတော့အရန်ကောင်းတယ်လို့နောက်ထပ်ဒေတာကန်တူကပြောပါရယ်။ဩဂတ်လ9ရက်နေ့မှာရက်လယ်ဆုံးသွတ်ပြုတ်လခဲ့ပြီးတော့နောက်နေ့မှာတော့တရားခံကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ်။ပြီးခဲ့တဲ့မေလာတုန်းကလည်းဘကုံးမျိုးမစင်းရက်ကွက်မဟာစီဒီ3ရက်ကွက်မှာနေတယ် Grade 7ចောင်းသားမောင်တက်နိုင်မင်းကိုဘောလုံးဝယ်ပေးမယ်ဆိုပြီးတော့ခေါ်သွားပြီး ပြန်ပြီးဆွဲတပ်ဖြတ်မှုဖြစ်ခဲ့ကတပ်ဖြတ်တဲ့သူတွေကိုတေတံနဲ့ထောင်းတန်တွေဗကိုတရားရုံးကချမှတ်ခဲ့သေးတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံတကာရုပ်ရှင်တွေကိုမြန်မာစာတမ်းထိုးပြီးတော့တင်ဆက်နေတဲ့ Channel Myanmar နဲ့ AWS Plus application နှစ်ခုကိုအရေးယူမယ်လို့စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကချင်းချောက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံတကာရုပ်ရှင်ဝါသနာအိုးတွေဝင်းရောက်အသုံးပြုမှုအများဆုံးဖြစ်တဲ့ Channel Myanmar နဲ့ AWS Plus application နှစ်ခုကိုအရေးယူမယ်လို့စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကဒီကနေ့ August 9ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေကနေချင်းချောက်လိုက်ပါတယ်။ ်ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြုပြီးတော့ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းလုပ်ကင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူထားသူတွေဟာမိမိတို့လွှင့်တင်မဲ့ content တွေကိုစီစဉ်ရေးအဖွဲ့ထံကိုဥစွာတင်ပြခွင့်ပြုချက်ရယူရမှာဖြစ်တယ်လို့ပြောပါတယ် AWS Plus နဲ့ CMAPP TV တွေဟာစီစဉ်ရေးအဖွဲ့ကိုတင်ပြထားခြင်းမှရှိတဲ့ရုပ်ရှင်ဇာတ်ကားတွေကိုသူတို့ရဲ့ application မှာလွှင့်တင်ထားတယ်လို့စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကပြောပါတယ် AWS Plus နဲ့ CMAPP.TV တွေဟာ စည်းကမ်းမလိုက်နာလို့သူတို့ရဲ့လုပ်ငန်းလုတ်ကင်ခွင့်မှတ်ပုံတင်လက်မှတ်တွေကိုအများရန်ရုပ်သိမ်းထားပြီးတော့ဥပဒေနဲ့အရေးယူဖို့ဆောင်ရွက်နေတယ်လို့စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကချိန်ချောက်လိုက်ပါတယ်စစ်ကောင်စီရဲ့ချိန်ချောက်မှုနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာရုပ်ရှင်ဝါသနာအိုးတွေကဒေါသထွက်နေကြပါတယ်ဒီကောင်တွေလုံနေတဲ့စောက်ချိုးကဒီနိုင်ငံကိုလုံးဝအမှောင်ချပြစ်ပြီးတော့ brain wash လုပ်နေတာပဲရတဲ့လောက်ပိတ်မယ်ဗျာပြီးတော့နိုင်ငံထဲမှာရှိတဲ့သူတွေကိုသူတို့ကြွေးတာပဲစားသူတို့ပြတာကိုပဲကြည့်သူတို့တိုက်တဲ့မိုင်းကိုပဲရှူဆိုတဲ့ပုံစံမျိုးပေါ့ ပြီးရင်ဟိုးအရင်ခေတ်ကအဖေနဲ့သားများတို့ကျွေလဲမွေးဝေလဲမွေးတို့အဲ့လိုစောက်ဘောကားတွေကိုပြပြီးတော့ဂျင်းထဲမှာပြီးရင်စောက်ဘောကားတွေနဲ့ပျော်အောင်ပြည်သူတွေကိုထားမှာအဲ့ဒီလိုပုံစံပဲလို့အသက်30ကျော်အရွယ်လူငယ်တဦးကမှတ်ချက်ပြုထားပါတယ်။ဒါ့အပြင်စေကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနဟာမြန်မာရုပ်ရှင်ဇာတ်ကားတွေကိုလူမကြည့်မှဆိုလို့ရုံတင်နိုင်ငံခြားရုပ်ရှင်တွေကိုလည်းမြန်မာစာတမ်းထိုးပြီးတော့ ပြသကွင့်မပြုတော့ဘူးလို့သိရပါတယ်။စစ်ကောင်စီရဲ့လက်အောက်မှာမဟာ TV, Show Like for You application, Candle Plus စတဲ့ application တွေဟာမြန်မာရုပ်ရှင်ဇာတ်ကားနဲ့ဇာတ်လမ်းတွဲတွေကိုထုတ်လွှင့်ပြသနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာတော်လိုင်းရဲတပ်ဖွဲ့နဲ့ပတ်သက်သူများကို PSMS စနစ်နဲ့စစ်ဆေးဖမ်းဆီးရန်စစ်ခွေးလက်အောက်ခံတောင်ကြီးမြို့နယ်ထွေးအုပ်ရုံးကညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်စ်လ၄ရက်နေ့ရက်စွဲနဲ့အကြမ်းဖက်စစ်ခွေးလက်အောက်ခံထွေအုပ်ရုံးရဲ့ညွှန်ကြားချက်မှာမြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ People Surveillance and Management System PSMS စနစ်ကိုအသုံးပြုပြီးတော့စစ်ပြေးရဲပြေးရဲဘက်ပြေးတရားခံပြေးများနဲ့တော်လိုင်းဆက်ဆက်သူများကိုဖမ်းဆီးနိုင်ရေးအတွက်အရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်နေတယ်လို့သိရပါတယ်။အဲ့ဒီ PSMS စနစ်ဆက်ဆက်တဲ့ software များနဲ့တဲခိုသူအချက်လက်တိုက်ဆိုင်စစ်ဆေးခြင်းစနစ်ရင်းလိုင်းစစ်ဆေးမှုစနစ်ရဲတပ်ဖွဲ့ထောက်ခံစာစနစ်မှတ်ပုံတဲ့အမှတ်မရှိတဲ့ တရားခံပြေးများရဲ့ဓာတ်ပုံများနဲ့ဗီဒီယိုဖိုင်များကိုတိုက်ဆိုင်ဆစ်ဆေးတဲ့စနစ်ကိုအသုံးပြုပြီးတော့ CRPH, NUG, PDF တမားတွေကိုဆိုရှယ်မီဒီယာများမှာပြန့်နှံ့နေတဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းများနဲ့တိုက်ဆိုင်ဆစ်ဆေးပြီးတော့တရားခံများကိုဖမ်းဆီးနိုင်ရေးလုပ်ငန်းစဉ်များအားထိရောက်အောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။တောင်ကြီးမှာကအခုမှစမှာပါရက်ွက်တွေထဲမှာတော့ဖျားပြူရက်ွက်မှာအဲ့ဒီလိုစစ်ဘူးတယ်မြို့ထဲမှာတော့မကြမိသေးဘူးကလောဟိုပုံရွာငံအဝင်တွေမှာတော့စစ်နေပြီကလောမြို့အဝင်နဲ့ကျွဲတက်ဆုံးမှာတော့ ဖမ်းခံလိုက်ရတာရှိတယ်ဒီနေ့ထဲမှာမင်းကလေးနှစ်ဦးဖမ်းခံလိုက်ရပါတယ်တဦးက CDM တဦးက KP နဲ့ပါတာဒီမျိုးတွေကတော့မဟုတ်ဘူးအခြားမျိုးကပါအဓိကကတော့ငွေညစ်ခံရဖို့များပါတယ်ဘာဖြစ်လို့လဲဆိုတော့မင်းနာမည်တက်ဘလက်ထဲမှာပါတယ်ဘာညာနဲ့ပတ်စံတောင်းတော့မှာပေါ့ဒီဘက်မှာတော့ဝက်တောက်ကဖမ်းတယ်လို့မျိုးဆိုရင်ငွေနဲ့ဖြည့်ရှင်းကြတာများပါတယ်အဲ့ဒီလိုပုံစံမျိုးဖြစ်လာနိုင်တယ်ပတ်စံတောင်းမယ်ဖြဲချောက်မယ်အကြောက်တရားထဲ့တာပေါ့အထူးသဖြင့်လူငယ်တွေကိုတက်ဘလက်နဲ့တရားဝင်ပေါ်တာဆွဲတာမျိုးတွေလုံလာနိုင်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ် ။ကောင်းချင်းမြို့နယ်အတွင်းမှာရှိတဲ့ဟိုတယ်မော်တယ်တဲခိုကန်ပိုင်ရှင်များအနေနဲ့လာရောက်တဲခိုသူများရဲ့ကိုရေးအချက်အလက်မှတ်တမ်းများကိုသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းလုံခြုံရေးအဖွဲ့အစည်းများထံကိုစနစ်တကျပေးပို့ရန်မြို့အဝင်ထွက်နေရာများကားဂိတ်များရင်းလိုင်းများမှာစီးနှင်းလိုက်ပါသူများကိုသက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက PSMS စနစ်နဲ့စစ်ဆေးမေးမြန်းမှုများရှိပါကကိုရေးအချက်အလက်များအားမှန်မှန်ကန်ကန်ကြည့်ပြူစွာနဲ့စစ်ဆေးမှုခံယူရန်မော်တော်ယာဉ်လိုင်းများမှာရှိတဲ့ဂိမ်းမှုများက ရင်လိုက်မှာစီးနေလိုက်ပါလာတဲ့ခရီးသည်များရဲ့ကိုရင်းအချက်လက်များကိုတေချာစွာစစ်ဆေးပြီးမှတပ်ဆိုင်ရာအုပ်ချုပ်ရင်းမှုယုံရဲစခန်းများကိုစနစ်တကျပြေးပို့ရန်အကြမ်းတ်စစ်ခွေးလက်အောက်ခံထွေးအုပ်ယုံကညွှန်ကြားထားပါတယ်။ဒါအပြင်တပ်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းလုံခြုံရေးအဖွဲ့အစည်းများကတရင်ရတော်၎င်းလိုအပ်ချက်ရတော်၎င်းစစ်ဆေးဆောင်ရွက်ပါကဟိုတယ်မော်ဒယ်တဲကိုကန်းတဲ့မော်တော်ယာဉ်လိုင်းများကပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်အဲ့ဒီအမင်းကိုလိုင်းနာဆောင်ရွက်သွားရန်လည်းလိုင်းနာဆောင်ရွက်ခြင်းမရှိပါကတည်ဆဲဥပဒေများအရာ ထိရောက်စွာအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့အကြမ်းဖက်စစ်ခွေးလောက်ခံထွေအုံယုံကချိမ့်ချောက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာတောင်ကြချောင်းရီစီစဉ်မှုနဲ့မြေပြုတ်မှုများကြောင့်ဒေသုံသူ၁၂ဦးထိရှိလာပြီးကုညီကယ်ဆယ်ရေးများလိုအပ်နေသေးဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ6ရက်နေ့ညနေပိုင်းအထိမြေပြုံမှုကြောင့်တေဆုံးသူ70ဦးထိရှိလာတယ်လို့သိရပါဗျ။လက်တလုံးမှာထိခိုက်ဒဏ်ရာရရှိသူများအထက်အရေးပေါ်အကူအညီနဲ့အလူငွေများလိုအပ်နေကြောင်းကုညီလှုပ်ဆောင်နေသူများထံကသိရပါဗျ။တန်တောင်ကြီးမြို့ဟာဇူလိုင်လကုန်ပိုင်းကစတင်ပြီးတော့မိုးတဲထန်းစွာရွာသွန်းပြီးမြေပြုံမှုနဲ့တောင်ကြချောင်းရည်စီးဆင်းမှုများစတင်ဖြစ်ပေါ်ခဲ့တယ်လို့သိရပါဗျ။ထိခိုက်သေးဆုံးသူပြည်သူများဟာဥယျာဉ်ခြံမြေများပြိုကျပြီးတော့တဲထဲမှာရှိနေတဲ့သူများထိခိုက်သေးဆုံးခဲ့ရခြင်းဖြစ်တယ်လို့ တန်တောင်ကြီးမြို့မှာရှိတဲ့ဒေသခံပြည်သူများကပြောကြားထားပါဗျ။အခုကုညီကယ်ဆယ်ရေးလာတဲ့သူတွေကလမ်းရှင်းတာတွေနဲ့မြေပြိုတာတောင်ကျချောင်းရိပ်စီးတဲ့နေရာတွေကိုရှင်းလင်းတာတွေလုပ်နေကြပါဗျ။ဒါပေမဲ့ဆက်ရန်တရားကြီးတွေမပါလာကြတော့လူဝင်အားနဲ့ပဲလုပ်နေကြရတာပေါ့။အလုတ်ကရမ်းမတွင်ကြပါဘူး။နောက်တစ်ချက်ကနေအိမ်ပြိုကျပျက်စီးသွားတဲ့မိသားစုတွေအတွက်လောလောဆယ်အဝတ်အထည်စေဝါးနဲ့ရိတ်ခါကြောက်တွေလိုအပ်နေပါတယ်။လမ်းပန်းဆက်သွယ်ရေးအတွက်ကတော့ပရိုက်တာအဖွဲ့တွေကြီးပဲလုံးလုံးမရတာကြောင့် ပြုတ်ပြင်ဖို့အတွက်အချိန်ယူရမယ်ထင်တယ်လို့တန်တော်ကြီးကဒေတာကန်ပရိုက်တာဓမ္မတုတ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ